Hello everyone ဒီချက်ကို comment မှာ adverb တွေရှုပ်နေလို့ဆိုပြီးမေးထားလေးရှိလို့ဒီချက်လေး adverb အကြောင်းလေးကိုရှင်းပြချင်ပါတယ်။ ADVERB adverb လို့ခေါ်တာကတော့ကျွန်တော်မြန်မာလို့ဆိုလို့ရှိရင်ကရိယာဝိသေသနာပေါ့နော်။ကရိယာဝိသေသနာကကရိယာကိုအထုပြုတယ်။ဒါပေမဲ့ဒီချက်မှတ်ထားရမှာကအဲ့ဒီကရိယာဝိသေသနာ adverb တွေက buff ကိုအထုပြုနိုင်တယ်လို့ adjective နဲ့သူတို့ adverb အချင်းချင်းကိုလည်းအထုပြုနိုင်တယ်။ဒါဆိုရင်ဒီချက် example လေးနဲ့ရှင်းပြမယ်။အဲ့တော့ပထမဆုံး sentence မှာဆိုလို့ရှိရင် she runs quickly သူမကလှည့်မြန်စွာပြေးတယ်။ဒါဆိုရင်သူက buff ကိုအထုပြုထားတယ်။ He is very tall သူကအယက်ရှိတယ်အလွန်အယက်ရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူက tall ဆိုတဲ့ adjective ကိုဒီမှာသူကအထူးပြုထားတယ်နောက်တစ်ခုက they arrive too late နောက်ကြပြီးမှတော်တော်လေးနောက်ကြပြီးမှသူတို့ကရောက်လာတယ်ဒါဆိုရင် late ဆိုတဲ့ adverb ကို too ဆိုတဲ့ adverb အချင်းချင်းပြန်ပြီးတော့အထူးပြုထားတာကိုတွေ့ရတယ်ချက်နောက်မှာ adverb တွေရဲ့အမျိုးအစားနဲ့အသုံးပြုပုံကိုဆက်ပြီးတော့ရှင်းပြသွားမယ်ဆိုတော့ပထမဆုံးအနေနဲ့ချက်တို့မှာ adverb of manner အမှုအရာပြကရိယာဝိသေသနာ အမူအရာပြကရိယာဝိသေသနာတွေကများတော့အဖြစ် ly နဲ့စုံတဲ့အရာတွေဖြစ်တယ်။ချက် example ပြထားသလိုပဲ quickly, slowly, gently, badly, well, beautifully ။ဒါတွေကအမူအရာပြကရိယာဝိသေသနာတွေဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့ adverb of time ပေါ့နော်အချိန်ပြကရိယာဝိသေသနာ။အချိန်ပြကရိယာဝိသေသနာလေးရအားလုံးသိကြတဲ့အတိုင်းပဲ yesterday တို့ today တို့ now, later, already, so on ဆက်သဖြင့်ပေါ့နော်။တို့တွေကိုကြတော့ sentence ရဲ့နောက်ဆုံးမှာများတော့အဖြစ်တွေ့ရလိမ့်ရှိတယ်။ တတိယတစ်ခုကတော့ advert of place နေရာပြကရိယာဝိသေသနသူရဲ့နာမည်တွေကလိုပဲသူက bath တေဘယ်နေရာမှာဘာဖြစ်တယ်ဆိုတဲ့ action တွေပေါ့နော်အဲ့ဒါတွေဘယ်နေရာမှာဘာဖြစ်ခဲ့တယ်ဆိုတဲ့ဟာမျိုးပြတယ် for example here there everywhere upstairs downstairs ဆိုတဲ့ဖြစ်ပေါ့နော်အဲ့နောက်တစ်ခုဆက်သွားမယ်ဆိုရင် advert of frequency သူကကြတော့ချိန်ပြကရိယာဝိသေသနလို့ခေါ်တယ်အဲ့ဒီချိန်ပြကရိယာဝိသေသနအနေကိုကြာချေဦးကဒီမှာတွေ့ရလဲဆိုလို့ရှိရင် present simple bath form နဲ့တွဲသုံးတာကိုတွေ့ရလိမ့်ရှိတယ် for example always never often ဆိုတဲ့ဖြစ်ပေါ့နော် နောက်တစ်ခုကတော့တချို့လို adverb မှာလည်း degree ရှိတယ်ဆိုတာမျိုးပါဘယ်လို degree လဲဆိုလို့ရှိရင် very quite almost to enough totally she is tired သူမပင်ပန်းနေတယ်ဘယ်လိုပင်ပန်းတာလဲ she is very tired သူမအလွန်ကိုပင်ပန်းနေတာဆိုတော့အလွန်ဆိုရဲသူ့ရဲ့ပင်ပန်းတဲ့ပမာဏကိုပြတယ်ပေါ့နော်ဒါဆိုရင်တချို့ကအဲ့ဒါကို adverb of degree လို့ခေါ်ပါတယ် နောက်ဆုံးတစ်ခုအနေနဲ့ကတော့ interrogative adverb ဖြစ်ပါတယ်။ interrogative adverb ကတော့မေးခွန်းနေပေါ့နော်။ဘလို့မေးခွန်းနေလဲဆိုလို့ရှိရင် when, where, why, how စသဖြင့်ပေါ့နော်။အဲ့တော့သူတို့တွေနောက်မှာ verb ကကပ်ရက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့တွေက interrogative adverb ဖြစ်လာရပါတယ်။အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ဗာလိရှိသေးလေဆိုလို့ရှိရင် related adverb တွေလည်းရှိသေးတယ်။အဲ့ဒီ related adverb ဆိုတာကသူက connect လုပ်ပေးတာဒီဟာလေးကိုဆက်ဆက်ပေးတာပေါ့နော် sentence မှာပြောလို့ရှိရင် I remember the day အဲ့နေ့ကိုမှတ်မိသေးတယ်ဘယ်နေ့လဲ Where we first met ငါတို့ပထမဆုံးစတွေ့တဲ့နေ့ကိုမှတ်မိသေးတယ်ဆိုပြီးတော့ where ဆိုတဲ့ဟာကိုမေးခွန်းအနေနဲ့မဟုတ်ဘဲနဲ့ဒီ connector adverb လို့ခေါ်တဲ့ဆက်သွယ်ပေးတဲ့ adverb အနေနဲ့သုံးပါတာအဲ့တော့အခုဒီချက်က adverb တွေရဲ့အမျိုးအစားတွေအားလုံးကိုရှင်းပြပေးပြီးဖြစ်တယ်။ဒါဆိုလို့ရှိရင်အဲ့ဒီအမျိုးအစားတွေအားလုံးဆောင်လာတဲ့အခါမှာ adverb ကိုဘယ်လိုအစီအစဉ်တကျသုံးလဲဆိုတာဒီချက်ဆက်ပြီးရှင်းပြမယ်။အဲ့ဒါကတော့ကျေရွအလွယ်ဆိုလို့ရှိရင် MPTRP ဆိုပြီးမှတ်လို့ရတယ်။သူက adverb order ပေါ့နော်။ အဲ့တော့အလွယ် MPTRP ဆိုပြီးတော့မှတ်ထားလိုက်မယ်ဆိုရင်ပထမဆုံးအနေနဲ့က manner place time reason purpose ဆိုပြီးတော့အဲ့ဒီ၅မျိုးတိုင်းအစီအစဉ်ကြသွားတယ်ဒါဆိုလို့ရှိရင်ဒီချိန်အခု advert အမျိုးအစားတွေနဲ့ဘယ်လိုတောင်းရမလဲဆိုတာပြောပြပြီးနော်အဲ့တခြားသိချင်တာရှိလို့ရှိရင် comment မှာအမိခင်ပေးရပါတယ်